အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီဒီနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီနေ့မနက်မှာတော့ကျွန်တော် Manchester United သတင်း၃ခုနဲ့ဒီနေ့မနက်ရဲ့သတင်းတွေကိုစတင်ပြီးတော့ဒါကျွန်တော်အဖွင့်လုပ်လိုက်ခြင်းနဲ့အဲ့ပထမအဦးဆုံးသတင်းတစ်ခုအနေနဲ့စပြီးပြောရမယ်ဆိုရင်တော့ Manchester United အသင်းရဲ့တိုက်စစ်မှု Benjamin Sesko ရဲ့ဒဏ္ဍာနှုတ်ဒဏ္ဍာပေါ့ကွန် ဒဏ်ရာကထင်လောက်မဆိုးရွားခဲ့ဘူးလို့သိရတယ်မှာပါတယ်။အဲ့ဒါကသတင်းကောင်းပုံနော်။ Manchester United အသင်းအနေနဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့သူရဲ့တိုက်စင်မှု Benjamin Sesko အနေနဲ့ကျွန်တော်ရဲ့အသင်း Tottenham Hotspur အသင်းနဲ့တွေ့တဲ့အချိန်မှာဒါကျွန်တော်ဒဏ်ရာရဒုဒဏ်ရာသွားခဲ့တော့တွေ့ရမယ်။ဒါပထမပရိသတ်တွေအကုန်လုံးစိုးရိမ်နေခဲ့ပြီးတော့ဒီကစားသမားကဒါကာလာရှီနာတော့မှလာဆိုတဲ့ပုံစံမျိုးတွေကိုစိုးရိမ်ခဲ့တာရှိတယ်။ဒါပေမဲ့ Benjamin Sesko ရဲ့ဒဏ်ရာကထင်သလောက်မပြင်းထန်ခဲ့ပဲနဲ့အများဆုံးတစ်လလောက်ပဲနားရမယ်ဆိုတဲ့သတင်းကိုတော့ဒါလက်ရှိနောက်ဆုံး update သတင်းတွေရတက်လာနေခဲ့တာကိုတွေ့ရမယ်တဲ့မှာပါ ါပါတယ်။ Manchester United အသင်းဘက်ကဒါကျွန်တော်တို့ဒါ Benjamin Sesquare ဒဏ်ရာကကာလရှည်မဟုတ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့လာမယ့်ဒါဆောင်းရသည့်အပြောင်းရှုမှာတိုက်စစ်နဲ့ပတ်သက်ပြီး panic ဖြစ်စရာမလိုတော့ဘူးလို့သူတို့ကသူတို့ဒါကျွန်တော်တို့လုံးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်ဗောနော်လက်ရှိမှာ Manchester United အသင်းကလက်ရှိမှာ Benjamin Sesko နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုချိုးချောချူချူဖြစ်သွားခဲ့တာဖြစ်တယ်ပြီးတော့ဒါကျွန်တော်တို့ဘယ်လောက်ထိကံကောင်းသွားလဲဆိုတော့ Benjamin Sesko အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့ဒဏ်ရာကပြန်လာတဲ့အချိန်မှာသူတို့ရဲ့တိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့ F ကိုညောက်မို့တာကျွန်တော်ဆုံးရှုံးရမယ့်ကစားသမားဒီများနေတဲ့အတွက်ကြောင့်မို့လားကျွန်တော်ဘင်ဂျမင်ဆက်စကိုအရောက်ဒါကျွန်တော်တို့ F ကိုရဲ့ကစားသမားရဲ့အထွက်ပုံစံမျိုးဖြစ်သွားနိုင်တဲ့အတွက်ကြောင့်လို့ United အသင်းအတွက်ကတော့တိုက်စစ်ပိုက်တော်တော်လေးဟူတာကျွန်တော်တို့တပ်ပြင်းချစရာတခုဖြစ်ခဲ့တယ်ဆိုတာကတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ပဲမြင်တယ်ပေါ့နော်အဲ့တော့ Manchester United အသင်းအနေနဲ့ဘင်ဂျမင်ဆက်စကိုအနေနဲ့ဒါကျွန်တော်ဒဏ်ရာကလည်းမပြင်းခံတဲ့ကြောင့်လာမယ့်ဆောင်းရာသီမှာလည်းဒါကျွန်တော်တိုက်စစ်မှုတစ်ယောက်ကို panic sign လုပ်စရာမလိုတော့တဲ့အခြေအနေတခုကိုပြန်လည်ပြီးရောက်ရှိသွားခဲ့ဖြစ်တယ်ဒါကစားသမားနေဒီတိုင်းဆိုတာကျွန်တော် track record အရာဒါကျွန်တော်တို့ဒီနှစ်မကုန်ခင်လားကျွန်တော်မြင်ကြည့်တာပေါ့နော် ီဇင်ဘာလလာလဘွက်လောက်ဒါကျွန်တော်တို့ ပေါစင်ဒီတို့ဘာလို့ပတ်ချလဲဝင်ကျင်ကြလာပေါ့เนาะဒါကျွန်တော်တို့ကစားသမားအနေနဲ့ဒါကျွန်တော်တို့ပြန်လည်ပြီးတော့ပြန်လာဖို့အတွက်ဒါကျွန်တော်တို့တည်ချာလောက်နေနေဖြစ်နေတယ်။ကစားသမားဒိုင်ယာအဲ့လောက်ထိကြီးကြီးမားမားမရခဲ့တာကတော့ Manchester United အသင်းအတွက်တကယ်ကိုသတင်းကောင်းတစ်ခုလို့ပြောလို့ရမယ်ဒီမှာပါတယ်။ Benjamin Sesko နဲ့ပတ်သက်ပြီး United ပြည်သူတွေအကုန်လုံးကတော့စိုးရိမ်နေကြတယ်။ဘယ်လိုရှိမှလားခြေစွမ်းရတာပြေဝတာပြထားနိုင်တဲ့အနေထားတော့မရှိသေးခဲ့ပေမဲ့ကစားသမားကတော့အကုန်လုံးကလည်းကျွန်တော်ကိုယ့်ရဲ့ United ကစားသမားတို့ United ကစားသမားတွေအကုန်လုံးကချစ်ကြပါတယ်။အဲ့တော့ Manchester United အသင်းအနေနဲ့အခုလည်းရှိမှာတော့ဒါကျွန်တော်တို့တိုက်ဆက် ယ်ပိုင်းကအရင်ကြီးတော့စိတ်ပူစရာမရှိဘဲနဲ့ Benjamin Sesko တော့တလလောက်တော့ဒါမတွေ့ရမှန်းတဲ့အပြောချင်တာဒီခေါက်တော့ international break ရှိလားမရှိလားမသိဘူးကောနော်ဒါကျွန်တော်တို့ လက်ရှိမှာတလဆိုတော့ပြန်စမ်းလိုက်အခုနေမာလာဗဒိုင်းရနေဖြစ်သွားနေမာလာ16ရက်နေတွေဝင်သွားပြီလာမဲလာဒါ16ရက်နေကြရင်တော့ဒါကျွန်တော်ဒီကစားသမားတယောက်ဒါကျွန်တော်ပြန်လာနိုင်မယ်အနီဒါတစ်ခုကိုရောက်သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ထားပါ United အသင်းနဲ့ဘယ်လိုပဲပြောဒါကျွန်တော်တိုက်စစ်ပိုင်းရတော့ ANG panic လို့ဆံဘယ်လိုပဲနဲ့လာမဲဒါဆောင်းရသည်အပြောင်းရွှေ့မှာလဲတိုက်စစ်ပိုင်းကို ANG အား size ဆရာမလို့တော့တဲ့အနီဒါတစ်ခုကိုရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ဆိုတဲ့သတင်းလေးနဲ့ပထမသတင်းကိုတော့စကြတယ်ဒုတိယသတင်းကိုတော့လက်ရှိမှာဒါ Manchester United အသင်းကဒါကျွန်တော်တို့ အလဟန်ဒူကနာချွေအပြောင်းရွှေ့မှာဒါကျွန်တော်တို့ဒရီဒီသားနေတဲ့ဒါကျွန်တော်တို့ချက်စီအသင်းရဲ့ဒါကျွန်တော်တို့ကွင်းလက်ကစားသမားဖြစ်တဲ့ရူမီယိုလေဗီယာကိုရူမီယိုလေဗီယာလေဗီယာကိုရူမီယိုလာဗီယာကိုဒါကျွန်တော်တို့ထည့်သွင်းခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ဒါရူမီယိုလာဗီယာကိုထည့်သွင်းဖို့အတွက်ကြိုးစားခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်ဒါကျွန်တော်ဒီနှစ်ညရာဒီမှာမန်ချက်စတာယူနိုက်တက်အသင်းကဒါအလဟန်ဒူကနာချူကိုဒါကျွန်တော်တို့ သူအနေနဲ့ဒါကျွန်တော်တို့ Manchester United အသင်းက Chelsea အသင်းကိုရောင်းတဲ့အချိန်မှာ Chelsea အသင်းကဒါကျွန်တော်ပေါင်သန်း40အပြည့်မပေးခြင်းတဲ့အတွက်ကြောင့် Romeo Lavia ကိုတစိမ့်တဲ့ဒေသအနေနဲ့ဒါကျွန်တော် သူ့ဇာတ်လမ်းတော့ထူးဆန်းတယ်ဗျအခုအချိန်တော့မဟုတ်ဘူးเนาะရိုမီယိုလာဗီယောလာမဲ့နေရာဒီမှာခေါ်ယူပိုင်ခွင့်ရယ်ရိုမီယိုလာဗီယောကိုခေါ်မယ်ဆိုရင်တော့ဒါကျွန်တော်ဘလောက်ပါစန်တီရှော့ပြီးမယ်ဆိုအပြည့်အဝတော့မဟုတ်ဘူးပေါ့เนาะဒါတချို့ကြထင်လို့ဇာကဘာထင်လဲဆိုတော့ဒါကျွန်တော်အလာဟန်ဒိုကာနာချူပြီးမယ်ရိုမီယိုလာဗီယောပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုထင်ထားခဲ့တဲ့ပုံစံမျိုးကိုတချို့ကတွေးလိုက်မယ်အဖေကအဲ့လိုမဟုတ်ဘူးဒါရိုမီယိုလာဗီယောကိုလည်းမရှိမှမန်ချက်စတာယူနိုက်တက်ဒီနေအပြည့်အဝရမှာမဟုတ်ဘူးသူရဲ့ပါစန်တီတခုခုနောက်ပိုင်းအဲ့ဒီဥစ္စာတော်တော်လေးကိုခက်စားရတယ်ပေါ့เนาะဒါမဲ့မဲ့ရတာကျွန်တော်တို့စပါလင်းကလည်းကျွန်တော်လက်ရှိတာ ပါကျွန်တော်မိသွားပြီပါကျွန်တော်အခုလက်ရှိမှာ Atletico Madrid ကိုရောက်သွားတဲ့ chart ကိုကျွန်တော်တို့က percentage ယူထားခဲ့ရဆိုတာရှိတယ်ပေါ့နော်အခုလက်ရှိမှာဒီတိုင်းပဲ Chelsea တင်းကတည်းကကျွန်တော်တို့ Alejandro Garnacho အနေနဲ့ဒါပေါင်တန်း40အပြည့်မပေးခြင်းနဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါ Romeo Lavia ရဲ့ဒါဒစီဒီသားကိုဒါသူတို့အနေနဲ့ပေးဖို့အတွက်ကြိုးစားခဲ့တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဒီနေရာမှာ Manchester United အသင်းက Romeo Lavia နဲ့ပတ်သက်ပြီးလုံးဝကိုငင်းဆန်ခဲ့ပြီးတော့သူတို့အနေနဲ့အပြည့်အဝငွေကိုလိုချင်ခဲ့တဲ့အနေအထားမှာရှိတယ်ပြီးတော့ပထမတစ်ချက်ကလက်ရှိမှာ Manchester United အသင်းနဲ့ Alejandro Garnacho က Academy Product ဖြစ်တဲ့ကြောင့်မို့ဒါ Manchester ယူနိုက်တက်သင်က Chelsea စီကရမယ့်ပတ်စံကအပြည့်အဝ pure profit အနေနဲ့ရမယ့်အတွက်ကြောင့်မသူတို့နေအဲ့ဒါကြောင့်လိုချင်ခဲ့တာတစ်ချက်ရဲ့ဒုတိယတစ်ချက်ကလက်ရှိမှာ Romeo Lavia ရဲ့ injury track record တွေကြောင့်မလို့ပါလက်ရှိမှာ Romeo Lavia နဲ့ဒါ Chelsea အသင်းမှာကိုယ်တိုင်ကဒါကြောင့်လက်ဆယ်ကြောင်းပြေးအောင်ပွဲထွက်မကစားပေးနိုင်တဲ့အနေထားတစ်ခုကိုရောက်နေတဲ့ကြောင့်မလို့ United သင်က Romeo Lavia ကိုဝယ်ပြီးရင်ဒဏ်ရာတွေကြောင့်မလားစေးထိုင်ပြန်ကုပေးနေရမယ့်ဥစ္စာမျိုးကိုသူတို့အနေနဲ့အလူလုံးဝမရှိတဲ့ကြောင့်လက်ရှိမှာတော့ဒါကြောင့်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ Chelsea အသင်းက Chelsea အသင်းကိုငင်းပယ်ခဲ့တယ်လို့သိရတယ်မှာပါတယ်အဲ့တော့ Manchester United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ ်ချက်စီစီကနေဒါရိုမီယိုလာဗီယာရဲ့ offer ကိုညှိကြိမ်ခဲ့တဲ့အပြင်ကိုဒီကစားသမားရတာ percentage အကုန်လုံးကိုလည်းညှိပေးခဲ့ပြီးတော့အာလာဟန်ဒိုကနာချူနဲ့ပတ်သက်ပြီးတော့ Manchester United အသင်းကတော့ငွေသားနဲ့ပဲအပြည့်အဝယူခဲ့တယ်ဆိုတဲ့သတင်းကတော့100%အမှန်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတော့ Matt Ogan ကနေပြီးတော့သူ့ရဲ့ Twitter စာမျက်နှာမှာရေးထားခဲ့တာပြီးတော့ United အသင်းတို့ဒီခါတော့စာတက်သွားပြီလို့ပြောလို့ရမယ်တဲ့မှာပါတယ်။ကလီစာတို့ဆိုရင်တော့ဒါခုနကပြောသရောင်းဝါရောင်းဖြစ်ချင်တာဖြစ်လှုပ်ချင်တာလှုပ်ဆိုလှုပ်ချင်လို့ဦးမှာပေါ့နော်။ဒီခေါက်ကလည်းမဟုတ်တော့ဘူးဒါ India ဆိုတဲ့လက်ထက်မှာဒါနဲ့ပတ်သက်ပြီးဒါမဆူးလာဘူးလို့ပြောလို့ရမယ်တဲ့မှာပါတယ်။ဒါ United အသင်းတို့ တော်လေးကိုအပေါင်းလက္ခဏာဆောင်နေဒါကျွန်တော်တို့အခြေအနေတစ်ခုလို့ကျွန်တော်နေမြင်တယ်ဒါပေမဲ့ United သင်ကရိုမီယိုလာဗီယာကိုညှင်းပယ်ခဲ့တာလေဒါပြိတက်တွေကြားထဲမှာဒါလက်ခံနိုင်ခဲ့တဲ့ stats တစ်ခုအနေနဲ့အကုန်လုံးကသဘောကျနေကြတယ်ပေါ့နော်ဒါ United သင်ကဒီညမှာရည်ရတာကဒါသူရိုမီယိုလာဗီယာမှုမဲ့ Andrea Santos ကို part of the project အနေနဲ့ထည့်ပေးဖို့အတွက် United သင်ကတောင်းဆိုခဲ့တယ်ဆိုတဲ့ Kola Hala ရဲ့ထွက်နေခဲ့တယ်ဒါပေမဲ့လက်ရှိမှာ Chelsea သင်က Andrea Santos ကသူ့ရဲ့အသင်ဒါနီးပြဖြစ်တဲ့ Enzo Muesca ရဲ့ favorite player ဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒါကိုတော့မထည့်ပေးနိုင်ခဲ့ပဲနောက်ဆုံးတော့ဒီငွေသားနဲ့ပဲသဘောတူခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်တဲ့ မှာပါတယ်ဗောနော်အဲ့တော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ Manchester United အသင်းအနေနဲ့ဒီနှစ်စောင်းရာသီမှာဒါကျွန်တော်တို့ကွင်းလယ်ပိုင်းခေါ်ယူမှုပြုလုပ်ဖို့အတွက်ရာဂိုင်နှုန်းတွေတပြေးနဲ့တပြေးနည်းလာခဲ့ပြီဆိုတဲ့သတင်းကို Fabrizio Romano ကသူ့ရဲ့ blog မှာထည့်ပြီးပြောလာခဲ့တာကိုတွေ့ရမယ်။ Manchester United အသင်းကလက်ရှိမှာဒီနှစ်စောင်းရာသီအတွင်းမှာသူတို့ရဲ့ဒါကျွန်တော်တို့ကစားသမားကွင်းလယ်ခေါ်ယူမဲ့အခြေအနေတွေကတော့တပြေးပြေးမှီးမိန်လာခဲ့တယ်ဆိုတဲ့ပုံစံမျိုး Fabrizio Romano က ်ပြောဆိုခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဓိကလက်ရှိမှာ Manchester United အသင်းစိတ်ဝင်စားနေတဲ့ current ကွင်းလည်လူတော်တော်များများကိုတော့ဒါကျွန်တော် Manchester United အသင်းကလာမယ့်နေရာဒီမှာ afford လုပ်နိုင်မယ်ဆိုတဲ့သတင်းတွေကအဓိကဒါကျွန်တော်တို့တွေ့လာခဲ့ရမယ့်အနေအထားမှာရှိရလို့ပြောရမယ်ဆိုမှာပါအဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေနောက်ဆုံးတက်နေတဲ့သတင်းတွေရဆိုတော့ Manchester United အသင်းကဒါ Carlos Baleba, Adam Mwaden, Huil Malan ကျွန်တော်ဒါ Elliot Anderson ဒီကစားသမားလီယောက်က Manchester United အသင်းနဲ့နောက်ဆုံးဆက်တယ်လုပ်ထားခဲ့တဲ့သတင်းဆိုပြီး Rob Dawson ကလည်းထပ်မံပြီးတော့ confirm လုပ်ခဲ့တာကိုတွေ့ရမယ်အဲ့တော့မြို့ပင်စူစီကမခုလက်ရှိနောက်ဆုံး update သတင်းတွေရဆိုတော့ Manchester United အသင်းနဲ့ဒီနေ့ဆောင်းရာသီမှာတော့ကျွန်တော်တို့ကွင်းလယ်ပိုင်းကစားသမားကြီးအယန်ဂျီဒါကျွန်တော်တို့ sorry ပါအယန်ဂျီဒါကျွန်တော်တို့ ဟို panic ဝင်ဖြစ်ပြီးတော့ဒါကျွန်တော်ကစားသမားတွေဒီနေ့ဆောင်းရတယ်မှာဝယ်မှာမဟုတ်ဘူးဆိုပြီးတော့ Fabrizio Romano ကတရားဝင်ဒါကျွန်တော် confirm လုပ်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ Fabrizio Romano တော့ confirm လုပ်ထားခဲ့တယ်ဆိုတော့ဒါဟာတရားဝင် level လို့ပြောလို့ရမယ့်အခြေအနေဖြစ်သွားပြီဒါ Fabrizio Romano ရဲ့ Facebook မဟုတ်ဘူးနော် Fabrizio Romano ရဲ့ဒါကျွန်တော် YouTube ဆိုရအောင်တရား1မှာတရား1ပဲအဲ့တော့ United အသင်းရဲ့ခုလက်ရှိမှာ budget အခြေအနေကြောင့်မို့ဒါဒီနှစ်မှာတော့ဒါကျွန်တော်ဆောင်းရတယ်မှာဒါ Corner Gallagher တို့ Hyun Milan တို့ဒီလူကစားသမားမျိုးတို့ကိုဒါခေါ်ယူနေတဲ့စာရင်တော့လာမယ့်နေရာဒီမှာပဲတကယ်ကို Marquee signing ဖြစ်တဲ့ Ali ရဲ့ န်ဒါဆန်အဒမ်မွာတန်တို့ကိုဒါကျွန်တော်တို့ propose လုပ်ပြီးခေါ်ယူမှုအတွက်ဒါစ조사သွားမယ်လို့သိရတယ်မဟုတ်အဲ့တော့ United အသင်းရဲ့ဒီနှစ်စောင်းရာသီပိုင်းမှာဒါကျွန်တော်ခုန Benjamin Sesko ရဲ့ဒဏ်ရာကလည်းထင်တလောက်မပြင်းထန်တာဒီရဲ့လက်ရှိမှာကွင်းလယ်ပိုင်းကလည်း United အသင်းနဲ့ခေါ်ယူမဲ့ကစားသမားတွေဇီချီဒါဒီရဲ့အကြောင်းမလို့ဒီနှစ်စောင်းရာသီမှာ United အသင်းလူခေါ်ယူမှုမပြုတ်လုသွားနိုင်တာတောင်မှဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေကတော့ Fabrizio Romano ကိုယ်တိုင်ကတင်ဆက်ပေးနေတဲ့ကြောင့်မလားတရ1 level ရပြုံးလို့ရမယ်တယ်မှာပါတယ်ဒါပေမဲ့ United အသင်းနဲ့ကစားသမား ဝယ်ယူမှုမပြုလုပ်ဘူးမြဲရောင်းချမှုတူကိုတော့ပြုလုပ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်နေခဲ့တယ်။ဒီထဲမှာဒါနာမည်ကြီးနေတာကတော့ Joshua Zigzi နဲ့ Kobe Mine ပဲဖြစ်ပါတယ်။ Joshua Zigzi ကိုတော့ Manchester United အသင်းကတော့ကျွန်တော်စကားတရားဝင်ပြပြောခွင့်ပေးထားခဲ့ပြီးတော့သူတို့အနေနဲ့ခုတည်းရှိမှာ Benjamin Sesquare တရားမပြင်းထန်တဲ့အတွက်ကြောင့်မကစားသမားကိုတော့တရောင်းသင့်ရောင်းသွားဖို့တော့ United အသင်းကစိတ်ဝင်စားနေတယ်လို့သိရတယ်မှာပါတယ်။ Zigzi နဲ့ပတ်သက်ပြီး United အသင်းကမကြခင်မှာအဖြစ်ပြပြတတတစ်ခုထွက်လာဖို့အတွက်ရ ထွက်လာဖို့အတွက်ရာဂိုင်နှုန်းတွေများလာခဲ့ပြီလို့သိရတယ်မှာပါတယ်။ကိုဗီ -19 နဲ့ပတ်သက်ပြီးအခုချိန်ထိကျွန်တော်တို့ဘာမှသိသိချာချာရေရတော့မသိရသေးဘူးလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့မနက်ခင်း Manchester United သတင်းလေးတွေကိုတော့ဒီနားမှာလည်းကျွန်တော်နားကွင်းပြပါအောင်။အားလုံးမကြည့်တူပါနဲ့ကျွန်တော်တော့ကွန်ပြူပါအောင်ဗျ။ဘောလုံးပွဲတွေကိုတော့မဟုတ်ပါဘူး။မြန်မြန်လေးလက်ကလစ်ပေးကြအောင်ဗျ။မြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြည့်တူပါနဲ့ကျွန်တော်တို့နောက်မှ AC တွေ့ကြရပါဗော။တေးပါဗျ။